စကိုင်းတိုင်းကလေးမြို့မှာဒီကနေ့ရေပြန်ကျနေပြီဖြစ်ပေမဲ့မြို့နယ်အနီးတစ်ဝိုက်မှာရေမြုပ်နေဆဲဖြစ်ပြီးရေဘေးဒုက္ခသည်တွေအကူအညီလိုအပ်နေပါတယ်။ကလေးမြို့နယ်အနီးတစ်ဝိုက်ကရေဘေးဒုက္ခသည်တွေရဲ့နောက်ဆုံးအခြေအနေတွေကို RFA သတင်းနောက်မတ်စာနီထွန်းကတင်ပြထားပါတယ်ရှင်။ကလေးမြို့နယ်အနီးတစ်ဝိုက်ကရွာတွေမှာရေကြီးတဲ့အတွက်ရေဘေးကယ်ဆယ်ရေးစခန်း၅ခုမှာလူဦးရေ၈၀၀၀ကျော်ရှိနေတယ်လို့ကလေးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဘုံကြီးကျောင်းနဲ့ဖရာကျောင်းတွေမှာလည်းကလေးမျိုးနဲ့အုပ်ချုပ်ရေးမှုယုံမှာစည်ရင်မပါသေးတဲ့ဒုက္ခတွေတွေအများကြီးရှိနေသေးတယ်လို့ကလေးမျိုးအခြေဆိုင်ပရဟိတအဖွဲ့တွေကပြောပါတယ်။ကလေးမျိုးမှာရှိတဲ့အိမ်တွေအပြင်ဆန်ကိုတောင်တွေဆိုင်ကန်းတွေပါရေနစ်မြုပ်ပြီးဆက်သွယ်ရေးလမ်းကြောင်းတွေလည်းပြတ်တောက်နေတဲ့အတွက်ဆန်တွေနဲ့စားတောက်ကုန်တွေဈေးတက်ကုန်တယ်လို့သိရပါတယ်။ခက်ခဲကတော့ဟိုဆန်တော့လုံမယ်ဗျ။ဘာကြောင့်ဆိုတော့ဒီအချိန်ကတော့အလုံးနီးပါးလို့လို့တော့ရေရှမ်းနေတာဖြစ်တဲ့အတွက်ဒီမှာလည်း လူရည်ရလည်းများတော့သူကအဲဒီဆံကတော့ရေရှိကြရင်တော့နည်းနည်းခက်ခဲရှိမယ်လို့ထင်ပါတယ်ဗျာကလေးမျိုးနဲ့တခုလုံးဒီပါရေမြုပ်နေတာကြောင့်ကဲဆယ်ရေလှူဒန်းရေလုံနေတဲ့အဖွဲတွေအတွက်ဆက်လီတွေလူနေတယ်လို့ရေဘေးဒုက္ခသည်တွေကိုလှူဒန်းရေလုံနေတဲ့ကလေးမျိုးနဲ့ကံမောစာဘန်ခွဲတာဝန်ခံဦးစိုးတင်မောင်ကပြောပါတယ်။သွားရေးလာရေးခက်ခဲနေကြတော့ဒီဒေသမှာလက်ရှိရေတက်နေတော့ဆက်လီပဲပေါ့။လေတွေဆက်လီတွေဒါလေးတွေပေါ်များများအဲလိုရင်းလိုတော့ပေါ့။ပေးနိုင်မယ်ဆိုရင်တော့ဘာဖြစ်ဖြစ် ဒီထက်ပိုပြီးတော့ထိရောက်မှထင်တယ်။အဲဒါသွားတဲ့အခါမှာအန်ရီရှိတာမှန်ပေမဲ့လည်းသွားတဲ့လူတွေအားလုံးကတော့ကို life jacket တွေနဲ့သွားကြတာပေါ့နော်။တချို့လည်းရေမကူးတတ်ကြဘူး။အဲဒါပေမဲ့ဟိုကုညီခြင်းနဲ့စိတ်ရင်းတစ်ခုနဲ့ risk တွေအများကြီးယူပြီးသွားကြတာတွေရှိတာပေါ့။အဲဒါဒါမျိုးတွေကြတော့ဟိုလှေတာလုံးလောက်လောက်ပေးမယ်ဆိုတော့ကိုဒီထက်ပိုပြီးတော့ထိရောက်ရောက်ကုညီနိုင်မယ်။အဲပိုပြီးတော့လည်းအဲကဲနိုင်မယ်ပေါ့။ဟိုမှာစမ်းမရေးချိုးရတဲ့လူတွေပါတယ်။ဒီလိုမျိုးဖြစ်စေချင်တယ် ရေနစ်မြုပ်နေတဲ့အိမ်ကြီးအိမ်ကောင်တွေရွှေဆိုင်တွေဆိုင်ငန်းတွေကိုညဘက်မှာအုပ်စုဖွဲ့ပြီးဖောက်ထွင်းခိုးယူနေတာတွေရှိနေတယ်လို့လည်းသိရပါဗျ။ဒါကြောင့်ဒီနေ့ညကစပြီးဆက်လေတွေနဲ့ကင်းလည်မှာဖြစ်တယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းလွင်ကပြောပါဗျ။ချုပ်တွေကတော့ရေမြုပ်တဲ့အတွက်ဒါအိမ်ခေါမိုးပေါ်မှာတက်ပြီးတော့နေတဲ့အဖွဲ့တွေကရေတပ်မှုနဲ့ခောက်ဆော်ကြောက်တွေပြေးခဲ့တယ်။အိမ်ဖွဲ့တွေကကျွန်တော်တို့ကဒါကယ်ဆယ်ဖို့လိုတယ်ထင်ပြီးတော့ဒါရွာဘက်ကိုမြေတဲ့ဘက်ကိုရှိပြောင်းပေးဖို့ကျွန်တော်ပြောတဲ့အခါမှာတို့ကဒါဒီညဘက်မှာဒါ ခိုးတဲ့လူတွေလာတတ်တဲ့အတွက်သူတို့အိမ်တွေသူတို့စောက်ချဖို့အတွက်ဒါစောက်တာဖြစ်တယ်လို့ပြောတယ်။အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညဆွေးနွေးပြီးတော့မှဒါဆက်လီနဲ့ညပိုင်းမှာကင်းလှည့်တဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ဒါဆောင်ရွက်နေပါတယ်။ဒီနေ့ကစပြီးတော့ဆောင်ရွက်နေပါကလေးမျိုးနယ်ကရေပိတ်ကဲဆဲရေစခန်းမှာရှိနေသူတွေဟာရေကြလို့အိမ်ပြန်ရင်တော့စားတောက်ရေးအတွက်ပူပင်နေရတာကိုအခုလိုပြောပါရစေ။ မြင့်နဲ့သားရဲ့ဆန်တိတ်9000နဲ့ဝယ်လို့တောင်ရဘူးတဲ့ငါမှာပါသားရဲ့အဲ့ဒါကြောင့်ဆန်ပြုတ်တောင်လောလို့နေပါလို့အိမ်ကမြုပ်တဲ့ဆာလေးအချောက်လမ်းပြုတ်တော့ရမှာပဲရေဘေးတို့ကတဲ့စကားမှာရှိနေကြသူတွေဟာတောင်သူတွေအများစုဖြစ်ပါတယ်သူတို့တွေရဲ့လေယာမြေတွေဟာရေဖုံးလွှမ်းခံရပြီးအချို့ကျွမ်းသားတိရစ္ဆာန်တွေလည်းရေမျောပါသွားတာတွေရှိပါတယ်ဒါကြောင့်သူတို့ဘဝတွေဟာရေကျသွားရင်တော့ဘယ်လိုပြန်စတင်ရမလဲဆိုတာကိုဝေဝါးနေစေပဲလို့ပြောကြပါတယ်ရှင်